အောင်သွေတော်လာမင်းကြီးလောက်ရာကနေနှစ်ရှည်ထောင်နှန်းဆန်လိုက်ရတဲ့သကပြက်အမျိုးသမီးအလုံးမဲမင်္ဂလာပေါင်းအမစ်နောင်ကနေချစ်စလိုက်ပါတယ်။ခရက်လာပိုင်းတုန်းကပေါက်ဖော်တယောက်ဟာဒလမျိုးကကမာကစစ်ကျေးရွာမှာနေထိုင်တဲ့မင်းကလေးတွေရဲ့အိမ်ကုန်းသကပြက်အမျိုးသမီးတယောက်နဲ့တွေ့ခဲ့တဲ့ဗီဒီယိုကတော့လူအများကိုဒေါသထွက်စေခဲ့ပါတယ်။ မြမမင်္ဂလေးတွေနေတဲ့အိမ်ပေါ်ကိုတက်ပြီးစိတ်ကြိုက်ရွေးချယ်ကောင်းမို့ဖို့တထောင်စီပေးသွားခဲ့တာပေါ့။နောက်လေလာလေမှာဖြစ်ပြီး TikTok ကနေတွေ့လို့လိုက်လာတာဖြစ်တဲ့အကြောင်းပြောတဲ့ပြင်မိသားစုဝင်တွေကိုလည်းစီယုံသွားခဲ့သေးတာပေါ့။မိဘတွေကလည်းမတမ်းမြင့်အောင်မကအဲဝဲခြေပွန်ပြနေတာကြောင့်မိအသူတွေကတော့မိဘတွေကိုလည်းစိတ်တိုခဲ့ကြပါတယ်။မြမနိုင်ငံကရက်ွက်တွေထဲထိလာပြီးစီယုံတဲ့ပေါက်ဖော်ကိုလည်းထိုက်တန်တဲ့အဖြစ်ရစေခြင်းကြသလုံးစကပြန်မျိုးသမီးကိုလည်းဖမ်းဆီးခြင်းကြပါတယ်။အရေးပေါက်ဖော်ဟာအတတ်ငယ်သေးတဲ့မင်္ဂလေးတွေကိုဓာတ်ပုံနဲ့ရိုက်ယူသွားခဲ့ပြီးတော့ကောင်းကောင်းမွန်မွန်နေရ မယ်အကြောင်းမိဘတွေကလည်းပြန်လည်ထောက်ပံ့နိုင်မယ်အကြောင်းစည်းရုံးခဲ့ပါတယ်။လှချင်ပါချင်တဲ့အရွယ်လေးဖြစ်တဲ့မိန်းကလေးနှစ်ယောက်ကလည်းမုတ်ဖိုးတွေရပြီးအရန်ပျော်သွားခဲ့ကြတာပေါ့။အဲ့ဒီမိန်းကလေးတယောက်လိုအဖြစ်မျိုးအခြားသောမြမမိန်းကလေးတွေလည်းကြုံရမှာကိုအလုံးကစိုးရင်ခဲ့ကြပါတယ်။အခုတော့စကပြန်အမျိုးသမီးကအောင်သွဲတော့အလောက်ကောင်းလို့ထောင်နှန်းဆန်လိုက်ရပါပြီ။သူတို့ရဲ့လုံရက်တွေကတိမခန့်နိုင်စရာဖြစ်နေလို့ရေယူပေးဖို့အတွက်တိုင်တဲ့သူတွေရှိခဲ့တာပေါ့ ိုတယောက်ထန်းအဆင်ပြေဖို့အတွက်မိန်းကလေးငယ်တွေကိုအောင်သွေတော်လုပ်ပေးနေတဲ့ဒီဆောင်တွဲကိုမှတ်လောက်သားလောက်ဖြစ်စေခြင်းကြပါတယ်သူတို့အကြောင်းကိုတီးတဲ့သူတွေကသတင်းပေးတာကြောင့်နိုင်ငံသားကိုမထွက်ခင်မှာပဲဖမ်းမိသွားခဲ့တာပေါ့သူတို့တွေကရန်ကုန်လေစိတ်ကနေထိုင်းနိုင်ငံကိုသွားဖို့လှုပ်ထားပြီးရန်ကုန်လေစိတ်ကိုရောက်လာတဲ့အချိန်မှာဖမ်းဆီးမိသွားခဲ့တာဖြစ်ပါတယ်။၁၆နှစ်အရွယ်ကျောင်းသူနှစ်ဦးကိုပောက်ဖော်နဲ့လက်ထပ်ဖို့စီရင်ခဲ့တဲ့တရုတ်နိုင်ငံသားနဲ့စကားပြန်လင်မယားတို့ကိုလူကုန်ကူးမှုတားဆီးနေနေရင်ဥပဒေပုံမှန်နဲ့ဖမ်းဆီးလိုက်ပြီးထောင်ဒဏ်လဲချမှတ်လိုက်ပါပြီ။ ကျောင်းသူနှစ်ယောက်ကိုစီယုံပြောဆိုခဲ့တဲ့စကားပြန်ကမျိုးသမီးတစ်ယောက်ထဲမဟုတ်ဘဲသူ့ရဲ့ခင်မွန်းဖြစ်သူလည်းပါဝင်ပါတယ်။နှစ်ယောက်လုံးကဒလောင်မျိုးနယ်မှာနေထိုင်ကြတာဖြစ်ပြီးအောင်စောဦးလို့ခေါ်တဲ့ဟာမီဒူလာနဲ့ဇနီးဖြစ်သူတီတောင်တို့ဖြစ်ပါတယ်။တမျိုးတွေမှာနေထိုင်ကြသူတွေဖြစ်ပေမဲ့လည်းငွေလိုချင်တာကြောင့်ညမအရွယ်တွေကိုကိုချင်းမစားတော့ဘဲပွဲစားလုပ်ပေးခဲ့ကြတာပေါ့။စကားပြန်မျိုးသမီးကကလေးကိုလည်းခြိလျက်သာပါလာခဲ့ပြီးမြမမိန်းကလေးတွေကိုလက်ထပ်ဖို့အတွက်စီယုံသိမ့်သိမ့်ခဲ့သူဖြစ်ပါတယ်။ မင်္ဂလေးတွေနဲ့ပေါက်ဖော်တွေကိုအောင်သင်တော်လုပ်ပေးနိုင်ရင်တော့သူတို့အတွက်အကျိုးမြတ်ကျန်းသာကြအောင်အင်တာရရောက်လိုက်ရှာပေးလို့ရှိတာပေါ့ဒီအမျိုးသမီးကပေါက်ဖော်ရဲ့ဇကားကိုကျွမ်းကျင်ချင်းချင်းပြောတတ်တယ်လို့မင်္ဂလေးတွေရဲ့မိသားစုဝင်တွေကလည်းအပြောကောင်းကောင်းနဲ့စီးအောင်နိုင်ခဲ့တဲ့သူပေါ့မွေမြမြရမယ်ထင်ပြီးတော့အောင်သင်တော်လုပ်လိုက်ပေမဲ့လည်းအခုတော့နှစ်ရှည်ထောင်နှန်းဆိုင်ရတော့မှဖြစ်ပါတယ်သူတို့နှစ်ယောက်ကိုတွန်တေးခရိုင်တရားရုံးကအလုံးနဲ့ထောင်တန်းဆယ်နှစ်ချမှတ်ခဲ့ပြီးတော့တရုတ်နိုင်ငံသားဖြစ်သူ Loy Face ဆိုသူကိုလည်းတွန်တေးခရိုင်တရားရုံးကအလုံးနဲ့ထောင်တန်းဆယ်နှစ်ချမှတ်လိုက်ပါတယ် ဒါနဲ့မကသေးပဲဒလောင်မြို့နယ်တရားရုံးကလည်းအလုံနဲ့ထောင်နဲ့သုံးနဲ့ချမှတ်ခဲ့တာကြောင့်စုစုပေါင်းအလုံနဲ့ထောင်နဲ့ဆက်သုံးနှစ်ဖြစ်သွားခဲ့ပါတယ်။မြမမင်းကလေးတွေနဲ့ပောက်ဖော်ရီကိုအောင်သွဲတော့လုပ်ပြီးတော့ချိတ်ဆက်ပေးခဲ့တဲ့စကပြန်အမျိုးသမီးတို့ဇုံတွဲဖမ်းခံလိုက်ရတဲ့ကိစ္စကိုပရိသတ်တို့ရောအားရရလားဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။